စိတ်တန်ရာဆိုတာလူတယောက်ကိုပုံမှန်အနေထားမှာဘယ်တော့မှမဖြစ်နေစေဘူးစိတ်တန်ရာကိုစိတ်ချမ်းသာရဲ့အထုကူနဲ့ပြကိုပြပြီးကူရမယ်သူဆေးကိုတောက်ကိုတောက်ရမယ်ကျမတို့အခုဖြစ်ပြလိုက်တဲ့အရာတွေအားလုံးဟာဟိုဘဝကကျမတို့ပြုခဲ့တဲ့ကုသိုလ်ကံပေါ့ဒီမန္တလေးတိုင်းနဲ့စကိုင်းတိုင်းမှာဖြစ်လိုက်တဲ့ငလင်ကြောင့်ပြိုကျသွားတဲ့အင်ချေတွေအများကြီးဟာ အမှန်တရားကိုဆိုတာကျမတို့ကလက်ခံပေးရတယ်လက်ခံပြီးရင်ကျမတို့ကဖြတ်ကျော်ရမယ်အနာဂတ်ကိုဆက်လျှောက်ရမယ်စိတ်တန်ရာနဲ့ဒေါသနဲ့စိတ်မကောင်းစွာနဲ့စိတ်ဖြစ်စည်းစွာနဲ့ဘဝကိုဘလို့မှရှေ့လျှောက်ပြီးအနာဂတ်ကိုဖြတ်လျှောက်လို့မရကောင်းမှပြီးဖြတ်လျှောက်ခဲ့ရင်လေဒီတဲ့ဆိုးတဲ့ဖြစ်ရနဲ့ပဲကြုံမယ်ကျမတို့ရဲ့စိတ်တန်ဟာနောက်တစ်ချက်ထပ်ဆိုးလို့မရတော့ဟုတ်ပြီအင်ဂျင်နီယာတွေကိုကျမပြောချင်တာပေါ့နော်ကျမတို့မြန်မာနိုင်ငံကဆောက်လို့ရေးပိုင်းဆိုင်ရာမှာကွက်ကဲတဲ့နေရာမှာအမှန်တကယ်သူများနိုင်ငံတဲ့ဆိုင် လိုအပ်ချက်တွေအများကြီးရှိတယ်။တကယ်လည်းလာလိုက်တာနဲ့အတန်တကြားပါရဲ့နဲ့ကယ်ဆယ်လို့မရတဲ့အဖြစ်မျိုးကယ်ဆယ်ဖို့စက္ကရိယာကိုအလင်းသင့်မရှိနေတာမျိုးတိုက်တွေအများကြီးဆောက်ရတယ်ပတ်စံတွေအများကြီးဝင်တယ်ပထမတတိုက်ကိုလုတ်ပြတယ်ခန့်ခိုင်မှမှလေးဒုတိယတတိုက်မှကြတော့စားတယ်ဝါတယ်မျိုးတယ်ထဲ့တယ်ထဲ့ပါများတော့ဒီလိုဖြစ်လာတဲ့အခါကျတော့မလိုအပ်ပဲနဲ့လူအသက်တွေအများကြီးဆုံးရှုံးရတယ်တေဆုံးသွားတဲ့လူကအဟောင်းပြုတ်သူကအစ်စ်ကိုပြုတ်သည်မကံပက်တင်တန်ကို့ထံပြန်လာစမြဲတဲ့ အခုငလင်အောက်မှာတည်ဆုံသွားတဲ့မိသားစုများအားလုံးဟာလည်းအရင်ဘဝဒုံကအင်ဂျင်နီယာလုပ်ခဲ့သလားလို့ကျွန်မသတွေးမိတယ်။အဲ့လိုပဲပစ္စည်းပစ္စည်းတွေဝိတ်လျှော့ပြီးတော့မှသူ့ရဲ့အင်ဂျင်နီယာဆိုတဲ့ရှုထောင့်ကနေဖြစ်ပေါ်လာတဲ့အရာတွေကြောင့်အသက်အများကြီးဆုံးရှုံးသွားရတယ်လို့များဖြစ်နေမလားပေါ့။အခုလည်းပဲကိုယ့်အိတ်ထောင်တဲကိုပဲကိုထက်တတ်တဲ့အင်ဂျင်နီယာမျိုးစောက်တဲ့ဒီလိုကွန်ဒိုအတိုက်ခန်းမှာနေပြီးတော့ အသက်ပြန်ပေးဆက်လိုက်ရသလားဝကြွေးပေါ့တန်တရာလဲနေတာလေဒုက္ခတစ်ခုဖြစ်လိုက်တိုင်းဖြစ်လိုက်တိုင်းစဉ်းစားရမယ်တွေးခေါ်ရမယ်ဘာကြောင့်ဖြစ်တယ်လဲဟိုဘဝမှာငါဘာလုပ်ခဲ့တယ်လဲဒီဘဝမှာလူတွေမသိပဲဖျားသိနှက်သိတယ်ဆိုတဲ့အလုပ်တင်ညာလုပ်ခဲ့သလားကိုကိုပြန်စဉ်းစားရတယ်တုံးတက်ရတယ်ငါဘာအပြစ်ကျူးလွန်ထားတယ်လဲဒီမှာလဲငရဲအိုးထဲကိုအရှင်လက်လက်ဝင်သွားခံရဘုတဲ့လူငရဲအိုးကနေပြန်ထွက်လာပြီးကိုရဲ့အသားစလေးတွေကိုတဖြည်းဖြည်းချင်းပြန်မွေးမြူလာပြီးလူရုပ်တွင်အလာအောင်လို့ ပြန်ပြုတ်ပြင်ထားတဲ့လူသဘောတရားပြောပြတာနော်ကျမနော်ဒီအသက်54နှစ်အထိအပြက်ပြောရဲတယ်ဘယ်ခုနှစ်ရဲ့တာဓမီကိုမှစောက်ခြင်းမရုပ်ခဲ့ဘူးကျမကိုပဲလာပြီးစောက်ခြင်းရုပ်သွားတဲ့လူတွေကြီးပဲရှိတယ်ကျမပြန်ရုပ်လိုက်တယ်ဆိုတာမရှိသေးဘူးသူများရုပ်လို့ကိုပြန်ရုပ်မယ်ဆိုရင်သူခွေးဖြစ်လို့ကျမကိုဟောင်တာကိုကျမခွေးအဖြစ်မခံတော့ဘူးသူကြိုက်လိုက်ငါကြိုက်လိုက်ဆိုနင်းလဲခွေးငါလဲခွေးဆိုခွေးတန်တရားကနေလဲပြီးထွက်လာနိုင်တော့မှမဟုတ်တဲ့အတွက် ကျမမှာအပြီးအဆုံးသက်ဝွကျွေးဆိုတာတကယ်ရှိတယ်ဆိုတာကိုပြောပြတာခုကျမနေတယ်ထိုင်တယ်သွားတယ်လာတယ်ပြောတယ်ခုနှစ်ရဲ့သားသမီးတွေကိုကျမရဲ့ဖြစ်ရမှန်လေးတွေကိုပြောပြပြီးသူများကိုသင်ခန်းစာပေးတယ်နားထောင်ရတဲ့လူကကုသိုလ်ရှိရင်သူယူသွားမယ်ကုသိုလ်မရှိရင်တော့သူမယူနိုင်ဘူးပေါ့နော်ဒါကကျမအကိစ္စမဟုတ်ဘူးကျမပေးရမယ့်ဝတ်တရားမျှဝေရမယ့်ဝတ်တရားတော့အပြည့်ရှိနေကောင်းတာပဲလုပ်မယ်ကောင်းတာပဲပြောမယ်သူများမဟုတ်တာမမှန်တာလှုပ်သွားရင်လေ ကျမကအလကားနေရင်ကိုနဲ့မဆိုင်ဘူးငါရံများနိုင်သလားဆိုတဲ့အတွေးခေါ်မျိုးဝင်တဲ့မိမမျိုးထက်မှလည်းမပါဘူးရှာရှိတင့်ရင်ရှာရှိမယ်ဆိုတာကိုပြောပြတာစိတ်ကြတာမျိုးလည်းဖြစ်အောင်မယ်ငိုစရာရှိတာငိုလိုက်ပါရီစရာရှိရင်လည်းအပြတ်ရီပါစားပါတောက်ပါပျော်ပါကျမလိုဖြစ်အောင်နေပါလေ့ကျင့်ပါကျမရဲ့စိတ်ကိုကျမကာကွယ်ထားမှကျမရှင်တန်လို့ရမှာလေ